င်္ဂလာပါရှင်။ရှင်လေးရန်ကုန်မြို့တဘုံတရင်ဆောင်ဝါလီတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းရန်ကုန်မြို့ပြည်သူ့ရင်ပြင်တရင်ချုပ်ဇေယောင်းပွဲတော်နဲ့ဂီတဖျော်ဖြေပွဲပြင်ဆင်ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးတဲ့တင်ဖြစ်ပါတယ်။ MSME ထုတ်ကုန်ပစ္စည်းများဒေသထုတ်ကုန်ပစ္စည်းများရောင်းချမယ်။ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တရင်ချုပ်ဇေယောင်းပွဲတော်နဲ့ဂီတဖျော်ဖြေပွဲပြင်ဆင်ဆောင်ရွက်နေမှုများကိုစတေမာ30ရဲ့နောက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များကတွားရောက်ကြည့်ရှုစစ်ဆေးကြောင်းသိရပါတယ်။ အဲ့ဒီလိုကြည့်ရှုစစ်ဆေးရတယ်။ရခိုင်တိုင်းဒေသကြီးစီမင်သားရေးဝန်ကြီးဦးဘုထင်းစီပွားရေးဝန်ကြီးဦးမြင့်မြောင်နဲ့တာဝန်ရှိသူများကဇေယံပွဲတော်နဲ့ဂီတဖျော်ပြီးပွဲကျင်းပနိုင်လုပ်ငန်းဆောင်နေမှုများကိုရှင်းလင်းတင်ပြကြပါတယ်။ရှင်းလင်းတင်ပြချက်များနဲ့ဆက်လင်း၍ရခိုင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကဇေယံပွဲတော်တွင်ပါဝင်ရောက်ချမဲ့ပုဂ္ဂိုလ်များ၏လိုအပ်ချက်များကိုတာဝန်ရှိသူစင်စင်ကဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန်နဲ့ ပွဲတော်လာပရိသတ်များအတွက်တန့်စင်ကိန်းများမိဘလူကြုံရင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များထားရှိရန်ပွဲတော်ရများတွင် အလှမီးများပြင်ဆင်ထားရှိရင်းနှင့်လူဝတ်သူများကိုအချိန်နဲ့တပြေးညီစီစဉ်ဆောင်ရွက်ပေးနိုင်ရန်တာဝန်ရှိသူများကိုမှာကြားပြီးကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့မဟုတ်ဦးဆိုင်မှုနှင့်မိအလှဆင်နေမှုများကြာရုပ်ပုံစံနှင့်ငန်းပုံစံမိအလှဆင်နေမှုများအသေးပုံစံမဟုတ်ဦးမိအလှဆင်နေမှုများပကံပထိုးတော်ပုံစံရှောက်လန်းမဟုတ်ဦးမိအလှဆင်နေမှုများ စောင်းပုံစံနဲ့စုံးပုံစံမိလှဆင်နေမှုများမိဘုံအကြည့်သည်အလှဆင်စာမန်နေမှုများဂီတဖျော်ဖြေပွဲဆင်နေမိလှဆင်နေမှုများစသည်တို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးပါရယ်အဆိုပါဇေယျပွဲတော်ကိုအောက်တိုဘာ၄ရက်မှအောက်တိုဘာ9ရက်ထိကျင်းပမှာဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းရှိစက်မှုဆောင်များ MSME လုပ်ငန်းရှင်များအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတမဝိုင်းမှဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှဆက်မှုထုတ်ကုန်များတိုင်းဒေသကြီးပြည်နယ်များမှဒေသထုတ်ကုန်ပစ္စည်းများနှင့်အစားအစာအရောင်းဆိုင်များစားသောက်ဆိုင်ငယ်များအပါအဝင်ဈေးဆိုင်ငယ်ပေါင်း359ခန်းခန်းခင်းချင်းရောင်းချမှဖြစ်ခါပွဲတော်ရများအတွင်အလူရှင်များကနေစဉ်စတုဒီတာကျွေးမွေးခြင်းများရုပ်ရှင်သဘင်နဲ့ဂီတနယ်ပယ်မှာချော်ကြားတဲ့အနုပညာရှင်များရဲ့ဖြောပြတင်ဆက်မှုများကိုကြည့်ရှုခန်းစားနိုင်မှာဖြစ်ပါတယ်။ဘွဲတော်လာပြည်သူများသွားလာရေးအဆင်ပြေလွယ်ကူစေရန်အတွက်လည်းအချို့ဘုတ်ကများစီစဉ်ဆောင်ရွက်ထားရှိပြီး အလှပန်းကင်းများအလှမီများနဲ့မီရှူမီပဲများပြစ်ဖောက်မှဖြစ်လို့မိသူမဆူပြုတ်ရှင်စွာလာရောက်ပောင်ဝင်ဆင်းလွှဲနိုင်ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါဆလတ်တင်ဆက်ပြီးမှာကတော့အမျိုးသားရင်ကျိမှုနှင့်အမှုပညာတက္ကသိုလ်ရန်ကုန်ရဲ့28ကြိမ်မြောက်ဘွဲယူလက်ရမှုပြပွဲနဲ့ဘွဲယူစင်တင်တင်ဆက်ပွဲအခမ်းအနားကျင်းပတဲ့တွင်ဖြစ်ပါတယ်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနအမျိုးသားယဉ်ကျေးမှုနှင့်အမှုပညာတက္ကသိုလ်ရန်ကုန်ရဲ့2024-2025ပညာသင်နှင့်28ကျိန်မြောက်ဘွေယူမဲ့ပကြီးပပုကျောင်းသားကျောင်းသူများရဲ့လက်ရမွန်ပြပွဲနှင့်ဂီတသပင်ရုပ်ရှင်နှင့်ပြဆက်ကျောင်းသားကျောင်းသူများရဲ့ဘွေယူစင်တင်တင်ဆက်ပွဲအခမ်းအနားကိုစက်တင်ဘာ30ရက်နေ့နောက်ပိုင်းကရန်ကုန်မြို့မြို့မကျောင်းနယ်ရှိအမျိုးသားဆယ်ယောက်နှင့်ကျင်းပကြောင်းသိရပါသည်။ ရှေဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီးတိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှတာဝန်ရှိသူများဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဧည့်သည်တို့များကပကြီပကုကျောင်းသားကျောင်းသူများ၏ဘွဲ့ယူလက်ရမှုများကိုလှည့်လည်ကြည့်ရှုကြပါသည်အရင်နောက်အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကိုဆက်လက်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကမူတည်တာစကားပြောကြားရမှာ အမျိုးသားရင်ကျေးမှုနှင့်အမှုပညာတက္ကသိုလ်ရန်ကုန်သည်မြမလူ့အဖွဲ့အစည်းရဲ့ရင်ကျေးမှုအတိုင်းဝန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးချင်းပြေဝသည့်အမှုတစ်ခုမှဆိုင်ရာလူဆွာရင်းမြများမွေးထုတ်ပေးနိုင်တဲ့နိုင်ငံတကာအသိမှတ်ပြုတက္ကသိုလ်ဖြစ်စေရန်ညွှန်မန်းဆောင်ရွက်နေတာကိုတွေ့ရပါကြောင်းအခုလိုဆောင်ရွက်ရတွင်ကျောင်းသားများရဲ့ဂီတတပင်း ပကြီးပဘူးရုပ်ရှင်နဲ့ပြဆန်းအနုပညာဘာသာရပ်ဆိုင်ရာအပြင်စာပေပညာရည်များကိုပါကျွမ်းကျင်တက်မြောက်စေရန်အသိဉာဏ်ပညာနဲ့ကောင်းမှုနယ်ကိုကျင့်တရားများဖွံ့ဖြိုးတိုးတက်လာစေရန်ပြုစုပြောင်းထောင်လေ့ကျင့်ပေးပါကြောင်းဘွေယူလျာမုံပြပွဲနှင့်စင်တင်တင်ဆက်ပွဲများသည့်နိုင်ငံတို့အတွက်အမျိုးသားရည်ကြီးမှုအခမ်းအနားရေးအောင်ပွဲလိုလဲဆိုနိုင်ပါကြောင်းဒီကနေ့ចောင်းသားចောင်းသူများ၏အောင်ပွဲသည်အမျိုးသားရည်ကြီးမှုနှင့်အမှုပညာတက်ကတူရန်ကုန်၏အောင်ပွဲပင်ဖြစ်ပါကြောင်း တက္ကသိုလ်ကျောင်းဆင်းလူငယ်မောင်မွေးများအနေနဲ့အမိတက္ကသိုလ်ကြီးကသင်ကြားလေ့ကျင့်ပေးတဲ့အနုတုက္ကမပညာရေးများနှင့်မိမိဘဝအတွက်အောင်မြင်ကျော်ကြားတဲ့အမှုပညာရှင်ဖြစ်အောင်မိမိပတ်ဝန်းကျင်အတွက်စံနမူနာယူထိုက်တဲ့တက္ကသိုလ်ကျောင်းဆင်းလူငယ်တယောက်ဖြစ်အောင်မိမိလူအဖွဲ့အစည်းအတွက်အမျိုးသားယဉ်ကျေးမှုကိုထိတ်သိမ်းဆောင်ရှောက်တတ်တဲ့နိုင်ငံသားကောင်းယတနာဖြစ်အောင်စွမ်းဆောင်နိုင်ပါစေလို့အားပေးတိုက်တွန်းပါကြောင်းဖြင့်ပြောကြားပါရစေ။အရင်နောက်အမျိုးသားရင်ကျိမှုနှင့်အမှုပညာတက္ကသိုလ်ရန်ကုန်ပေါမော့ခချုပ်ဒေါက်တာဂီတီထွေးကအမှာစကားပြောကြပါရစေ။ဆက်လက်၍ ဂီတသဘင်ရုပ်ရှင်နှင့်ပြဆက်ចောင်းသားចောင်းသူများကစွဲရင်ပြဖြောပြီးတင်ဆက်ကြရာဂီတပညာဌာနမှចောင်းသားចောင်းသူများကမောင်မင်းဆုံစွာဆိုင်းမဟာရှီခန်းအလှစီယူရီယာမီဂျေးလက်ယူရာမြန်လူမှာပေါင်းစည်းညီညာဒူယူရာသဘင်ပညာဌာနမှចောင်းသားចောင်းသူများကပွဲဦးရှင်ပြောကျော်လီကျော်ကြာမျိုးငါလီခင်ပြူမဒီရှင်ကလက်ဆင့်ကန်းစီရုပ်သေးမူပေါင်းစည်းညီညာဒူယူရာပရာဟိတမောင်မကဆက်တော်ကြီး ရုပ်ရှင်နဲ့ပြဆက်ပညာဌာနမှာကျောင်းသားကျောင်းသူများကလောဘကုံရဲ့ပြဆက်ပြင်ဆင်ခွင့်နဲ့ခေတ္တရုပ်ရှင်စကားများတို့ဖြင့်ဖြောပြီးတင်ဆက်ကြရာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးရုပ်အစုသိန်းနဲ့အပြိသက်များနဲ့တာဝန်ရှိသူတို့ကကြီးစုအားပေးကြပါတယ်အဲဒီနောက်တိုင်းဒေသကြီးဝင်းကြီးချုပ်ကအမျိုးသားယဉ်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်ရန်ကုန်သူရန်ကုန်တိုင်းဒေသကြီးအစိုးရဘွဲမှလူဒန်းနဲ့ကွန်ပျူတာလူငယ်များကိုပေးရလူဒန်းရာပေါမခချုပ်ဒေါက်တာကေတီထွေးကလက်ခံပြီးဖြောပြီးတင်ဆက်ခဲ့ကြတယ်။ကျောင်းသားကျောင်းသူများအား ်အဲ့ဒီလိုများကဂုဏ်ပြုဆုမင်းများအသီးသီးပေးရဲ့ချီးမြှင့်ကြောင်းသိရပါတယ်အမျိုးသားရည်ကြည်မှုနှင့်လူပညာတက္ကသိုလ်ရန်ကုန်သည်အမှုပညာရင်ကျေးမှုပတ်စုံတက်မြောက်တဲ့ကျောင်းသားကျောင်းသူများကိုဝေးထုတ်ပေးခဲ့သည်မှာဝိဇာဝဲ2683ဦးဝိဇာကုံတူဝဲ384ဦးမဟာဝိဇာဝဲ139ဦးမဟာဝိဇာဝဲ78ဦးဘွဲ့လုံဒီပလိုမာ921ဦးအမှုပညာကွန်ပျူတာဒီပလိုမာဘွဲ့2814ဦး ဂုံလူဆောင်ဝေစာဘွဲ82ဦး၊ဂုံလူဆောင်မဟာဝေစာဘွဲ38ဦး၊ဂုံလူဆောင်ပါရဂူဘွဲ25ဦးတို့ကိုချိန်မြှင့်အနှင်ပေးနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုလည်းဇွဲထက်ကပေးပို့လာတာပါ။